ခုနောက်မှာမှာကျွန်တော်တို့တွေဂျီမီပြဿနာလေးတွေတော်တော်လေးများများဖြစ်လာကြတယ်။တချို့ဆိုရင်ဒီသုံးနေနေတော့သူကတော့အော်တိုထွက်သွားတာမျိုးတွေပါရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကဘာဖြစ်လို့ဖြစ်လဲဆိုတော့ကိုစပြီးဖွင့်နေကကိုရဲ့ဂျီမီမှာ ဖုန်းနံပါတ်တို့ recovery mail တို့အဲအဲ့လိုမျိုးတွေမထားခဲ့တဲ့အကောင့်တွေတော်တော်များများအဲ့လိုမျိုးတွေဖြစ်နေပေါ့နော်။ तू ကအဲ့လိုမျိုးကချက်ချင်းကြီးဖြစ်တာလားဆိုတော့လေအဲ့လိုမျိုးတော့မဟုတ်ဘူး။ तू ကအဲ့လိုမျိုးဖြစ်ခင်မှာသူတို့ကဒီ recommended action ဆိုတဲ့ဒီစာရဲနဲ့ note နဲ့ပေါ့နော်။ဒီကိုယ့်ရဲ့အကောင့်မှာလာပြီးတော့သူတို့ကပြနေတယ်။အဲ့လိုမျိုးကိုယ့်ရဲ့အကောင့်ကဖြစ်နေပြီလားဆိုတာကိုသိဖို့အတွက်ပေါ့နော်။ကိုယ့်ရဲ့ဖုန်းရဲ့ Play Store ကိုဝင်လိုက်။ညာဘက်တောင်းတာလေးမှာ ကိုယ့်ရဲ့ဒီ account လေးရှိရေပေါ့နော် gmail ရဲ့ကိုယ့်ရဲ့ user name ပြထားတဲ့အောက်မှာတော့ recommended action ဆိုပြီးတော့ noti အဝိုင်အောင်လေးနဲ့သူပြနေတာမျိုးလေးတွေ့ရလိမ့်မယ်အဲ့လိုမျိုးတွေ့နေပြီဆိုရင်တော့ကိုကအမြန်ဆုံးပေါ့နော်အထဲမှာသွားပြီးတော့ဒီဒီအဝိုင်အောင်လေးပြအောင်အမြန်ဆုံးလုပ်ဖို့လိုအပ်တယ်တကယ်လို့မလုပ်ဘူးဆိုရင်ကိုယ့်ရဲ့ account ကဒီ Google account ကပေါ့နော်သူကလည်း auto ထွက်ပြီးတော့ disable ဖြစ်သွားနိုင်တယ် recommended action ဆိုပြီးတော့ပေါ်နေတဲ့ account လေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီ sign recovery ထည့်ခိုင်းမယ်ပေါ့နော်ထည့်ခိုင်းတဲ့အခါမှာသူကနှစ်ခုထည့်ခိုင်းတယ်ဖုန်းနံပါတ်တစ်ခုရယ် UI Gmail တစ်ခုရယ်ပေါ့နော်အကောင်းဆုံးကတော့နှစ်ခုလုံးထည့်လိုက်ပေါ့နော်ဖုန်းနံပါတ်တွေထည့်လိုက်နောက်ထပ် Gmail ကိုမှရှိရင်ရှိမရှိရင်ကိုယ့်ရဲ့ဒီအတိမိတ်ဆွေအိမ်ကဒီညကမော်နမရဲ့ Gmail တစ်ခုခုပဲဖြစ်ဖြစ်ထည့်လိုက်ပေါ့နော်အဲ့လိုမျိုးထည့်မယ်ဆိုရင်ဘေးနားမှာ app ဆိုတာလေးရှိတယ် account လေးကိုနှိပ်လိုက် account လေးကိုနှိပ်လိုက်ပြီးဆိုရင်ကိုယ့်ရဲ့ Gmail ရဲ့ password ကိုရိုက်ခိုင်းတယ်ဆိုတော့ကို Gmail ရဲ့ password ကိုရိုက်လိုက်တယ်ပေါ့နော် Gmail password ရိုက်ပြီးတော့ပြီးဆိုတော့ねအဲ့ဒီမှာ သူဖုန်းနံပါတ်ထည့်ခိုင်းလိမ့်မယ်နိုင်ငံရွေးခိုင်းမယ်ပြီးရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးစီလိုထည့်စရာမလိုဘူးအရှိမနိုင်ခံပြီးတော့ရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ဒီမှာဆိုရင်တော့ confirm လားမ confirm ဘူးလားဆိုပြီးတော့ no update လား ဒီ yes compiler ဆိုပြီးတော့မေးတာမျိုးရှိတယ်အဲကြိုင်ကွာ yes ကိုနှိပ်ပြီးလိုက်အဲဒါဆိုရင်တော့ကိုရဲ့ဒီဖုန်းနံပါတ်ထည့်ပြီးသွားပြီပေါ့နော်သူက gmail ပါထက်ထည့်ခိုင်းတယ်ဆိုတော့အဲမနီယာမှာလေကိုရဲ့ gmail account တစ်ခုကိုရိုက်ထည့်လိုက်ဆိုတော့အဲ့လိုမျိုး gmail ပါရိုက်ထည့်ပြီးသွားပြီဆိုရင်တော့သူရဲ့ခုနပေါ်နေတဲ့ဒီ node ဒီ wire လေးကပျောက်သွားလိမ့်မယ်အဲ့တော့ node ဒီ wire လေးပျောက်သွားပြီဆိုရင်တော့ကိုရဲ့ဒီ account က disable ဖြစ်သွားတာမျိုးတွေလွယ်လွယ်ကူကူဆိုင်းအောင်ဖြစ်သွားတာမျိုးတွေတော့ဖြစ်မှာမဟုတ်ဘူးဆိုတော့ဒါလေးကတော့အခုနောက်ပိုင်းတော်တော်များများဒီ gmail နဲ့ပတ်သက် က်ပြီးတော့အဲ့ဒါတက်နေကြတာလေးတွေ့လို့ဒီလိုမျိုးလေးလှုပ်ရင်အဆင်ပြေတယ်ကျွန်တော်တို့လည်းစမ်းပြီးတော့လုပ်ကြည့်တာအဆင်ပြေတာလည်းတွေ့တယ်ဆိုတော့ဒါလေးကိုလာပြီးတော့ကျွန်တော်က sharing လုပ်ပေးတာပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်